တော့မတို့ဒီမှာဆိုရင် exam လေးကိုအာ fine အသစ်လေးပါမယ်เนาะအဲ့တော့သူ့ရဲ့အံ့ပုံပုံစံလေးကအာဒီလိုချက်ချက်က x အစင်းရောင်ပုံစံလေးနာမည်ကတော့မတို့ဒီလို exam လို့နာမည်ပေးထားရပေါ့ရမယ်เนาะအဲ့တော့အခုကတော့အမတို့ကိုယ့်ရဲ့ပုံမှန်ငွေ fine လေးကိုပဲသွားလိုက်ပေါ့သွားပြီးတော့အမတို့ right click လေးနှိပ်လိုက်မယ်เนาะပြီးရင် new ကနေပြီးတော့မှ Microsoft Excel worksheet ဆိုတာလေးရှိရယ်เนาะအဲ့ဒါလေးကိုတစ်ချက်နှိပ်မယ်နှိပ်ပြီးရင်မတို့ Excel lesson ပေါ့ လက်အစင်းလက်စင်းတို့ရေးပြီးသွားရင် enter သမို့တပည့် claim နေပြီးတော့ဖွင့်လိုက်တော့အဲ့တော့ဒါတွေကတော့တည်ပြီးသားတွေပဲအဲ့တော့မတို့အခေါ်လေးတွေမေးဆက်ရအောင်ဒီမှာလည်းဟိုမှာပြပြထားတယ်နော်ညာညာလေးထိုးပြီးတော့မှပြပြထားတယ်အဲ့တော့အပေါ်မှာအခုမတို့နည်းနည်းပြီးခဲလိုက်တဲ့အစင်းလက်စင်းတို့မြင်နေရတဲ့ဘာတိုင်းလေးရှိရဲ့အဲ့တော့အဲ့ဒါလေးကြတော့အမတို့တိုက်တဲ့ဘာလို့ခေါ်တယ်။ရမယ်နော်။အဲ့ဘာနဲ့လေးကိုခေါ်တာတိုက်တဲ့ဘာလို့ခေါ်တယ်။ပြီးတော့အမတို့ပုံမှန်အတိုင်းပဲ ီအရှိဒီမှာမလို့ဒါ quick access တူပါးတွေပါမယ် file နေเนาะ home နေ insa တွေပုံမှန်တိုင်းမယ်မလို့ဒါတွေကတော့အကုန်တောက်လျှောက်ပါလာမှာပြီးတော့ရင်မလို့ဒီ home tag မှာဒီ clipper group တွေ font group တွေဆိုတာကတော့တွတ်တူပုံမှန်အတိုင်းပါပြီးတာပေါ့နော်အဲ့တော့ဒီမှာအခေါ်အတိတ်ပါလာကြတော့ဒီနားလေးမှာမလို့ A1 လို့မြင်နေရတဲ့အရာလေးကိုတွေ့လိမ့်မယ်အဲ့တော့မတို့သူ့ပုံ mouse လေးကိုတက်တင်လိုက်မယ်အဲ့တော့သူ့ကိုမတို့ဘာလို့ခေါ်လဲ name box လို့ခေါ်တယ်အဲ့တော့စာအုပ်လေးနဲ့တွဲပြီးတော့မှကြည့်ပါเนาะဒီမှာအခေါ်ဝေါ်လေးရေးပြီးထားတယ်အဲ့တော့သူ့ကိုမတို့ဘာလို့ခေါ်လဲဒီဥစ္စာလေးကို name box လို့ခေါ်တယ်ရမယ်เนาะအဲ့တော့ name box ကလက်ရှိအမတို့ရောက်နေတဲ့ဆဲကွက်ကိုသူကပြပေးတာပေါ့အဲ့တော့အခုအမတို့ကဒီပထမဆုံးအကွက်ကိုသူကကလစ်ထားတာဖြစ်တဲ့အတွက် a colon နဲ့ a နဲ့ပေါ့เนาะ1နဲ့စုံတဲ့အကွက်ကိုအမတို့ကလစ်ထားတာလို့ A1 လို့သူကမြင်နေရတာပေါ့ရမယ်နော်အဲပြီးတော့အဲ့မလို့တခြားနေရာတွေကိုနှိမ့်ကြည့်လိုက်နှိမ့်လိုက်တဲ့အခါမှာလည်းပဲဒီနားမှာမတို့ကိုရောက်တဲ့ဆဲခွက်နေလေကိုသူကပြပေးလိုက်မယ်ရမယ်နော်အဲ့တော့ကိုပင်နားကိုတက်သွားမတို့မျက်ရှိမှာဆက်လက်မှတ်ထားတဲ့ဆဲခွက်လေးကိုသူကပြပေးနေတာရမယ်နော်အဲ့တော့မတို့အဲ့ဒါကို name box လို့ခေါ်တယ်အဲ့တော့အဲ့ name box တွေဒီအဲသူတို့ရဲ့ဘယ်လိုပြောရမလဲမတို့ အာသူ့ရဲ့ပေါ့နော် advance အနေနဲ့အမလို့သုံးရတဲ့အကြောင်းကြီးကကြတော့သူက advance exam ထဲမှာကြတော့ဒီအကြောင်းကြီးကိုချဲ့ထွင်ပြီးတော့မှသူကပြောထားတယ်အဲ့တော့မတို့ဒါ basic မှာကတော့အဓိကသူ့ရဲ့အခေါ်ရောသိရမယ်အဲသူပါအလုပ်ကိုလုံးဆောင်ပေးတယ်ဆိုတော့သိသိထားရင်တော့ရပြီပေါ့နော်အဲသူကဘာလို့လုံးစာလုံးတာလေးဆိုတော့ advance ဘိုင်းကကြတော့မတို့ exam advance မှာအဲထဲထဲဝင်သင်ရမယ်ပေါ့ရမယ်နော် ပြီးရင်မတို့ဒီမှာ fh လို့မြင်နေရတဲ့အရာလေးအဲ့ဒါကိုကြတော့ insert function လို့ခေါ်တယ် အဲ့တော့အခု basic agent တွေမှာတော့အမတို့ insert function တွေကနေတွားတော့မသုံးရဘူးဒါတွေကလည်းပဲအာအိမ်ဈေးမှာကြတော့ function နဲ့တွက်ချက်တဲ့အပိုင်းတွေအများကြီးပဲဖြစ်တဲ့အတွက် account တွေကလည်းပဲအမတို့ advanced agent တွေမှာပါတယ်ရမယ်နော်ပြီးရင်အမတို့ binary လေးက binary အဖြူလေးရှိတယ်အဲ့တော့အဲ့ binary လေးကိုကြတော့အမတို့ formula ဘာလို့ခေါ်တယ်ရမယ်နော်အဲ့တော့ဒီ binary လေးကိုခေါ်တာဒီ formula ဘာအဲ့တော့ဒီ formula ဘာလေးကအမတို့ဟိုကိုယ့်ရဲ့ အာဒီဆဲခွက်ထဲမှာရှိနေရေလုံးဆောင်ချက်ကိုသူကပြပေးတာပေါ့အဲ့တော့တတိထားလိုက်ကြည့်မယ်နော်အာအဲ့တော့လိုက်မလုပ်သေးဘူးနော်ဟိုဟာဒီဟာကိုအရင်လိုက်ကြည့်မယ်အခုဥမဒီဆဲခွက်ထဲမှာစာတစ်ခုကိုရိုက်လိုက်တယ်ရိုက်လိုက်တယ်ဆိုလို့ရှိရင်ဒီဆဲခွက်ထဲမှာစာရိုက်တဲ့အတိုင်းပဲ formula ဘာမှာပေါ်နေလိမ့်မယ်ရမယ်နော်အဲ့တော့တခြားဆဲခွက်တွေမှာစာရှိလားဆိုရင် မရှိဘူးမရှိတဲ့အတွက်ဒီမှာတော့ပေါ်နေမှာမဟုတ်ဘူး ရမယ်เนาะဟုတ်ပြီအဲ့တော့ဆိုရင်အမတို့ဒါ formula ပါရေလူဆောင်ချက်ကိုပြပေးတာအဲ့တော့ဒါကတော့တွက်ချက်မှုအပိုင်းတွေပါတယ်ရောက်ပြီဆိုရင်เนาะဆက်ပြောပေးမယ်เนาะအဲ့တော့နောက်တစ်ခုကပါလဲဆိုရင်အမတို့ colon အဲအဲ့တော့တေးပေမှာအာ colon ရိုးတွေကိုပြောခဲ့ပူတယ်เนาะအဲ့တော့ colon ဆိုတာကဒီလိုတိုင်လိုက်ရှိနေတဲ့အရာကို colon လို့ခေါ်တယ်ရလားမြင်ရမယ်เนาะအဲ့တော့ဒီလိုမျိုးကြီးတိုင်လိုက်တွေရှိနေတဲ့အရာကိုဘာလို့ခေါ်လဲ colon လို့ခေါ်တယ် ဲ့တော့ column လေးရဲ့ထိပ်မှာ a တွေ b တွေ c တွေကိုတွေ့လိမ့်မယ်အဲ့တော့အဲ့ဒါလေးကိုမတို့ဘာလို့ခေါ်လဲ column ရဲ့ခေါင်းစည်းပိုင်းဖြစ်တဲ့အတွက် column heading လို့ခေါ်တယ်အဲ့တော့အဲ့ဒါဘာလို့ခေါ်လဲဒီအပိုင်းလေးကို column heading လို့ခေါ်တယ်เนาะအဲ့တော့အမတို့ဒါရေးတွက်တဲ့အခါမှာလွယ်ကူသွားအောင်လို့သူဒီအပေါ်မှာခေါင်းစဉ်နာမည်လေးတွေတက်ပြီးထားတယ် အကယ်၍ကိုဒီ e colon လို့ပြောတဲ့အခါကျရင်ထူ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 လိုက်ရှာမနေနဲ့ဒီမှာရှိပြီးသား e လို့လည်းသူရေးပေးထားတယ်အဲ့တော့အဲ့ပေါ်မှာတစ်ချက်ပြင်လိုက်မယ်ရမယ်နော်အကယ်၍ကိုဒီ c colon လို့ပြောတယ်ဒါဆိုရင် c ပေါ်မှာတစ်ချက်ကလေးလိုက်အဲအဲ့ဒါ colon ကိုပြောတာရမယ်နော်အဲ့တော့ဒီလိုစာကို colon လို့ပြောတယ်အဲ့တော့နောက်တစ်ခုကကြတော့အမတို့ row row ဆိုတာကကြတော့ဒီလိုအလျားလိုက်အလဲလိုက်ရှိနေတဲ့အရာအလဲလိုက်ရှိနေတဲ့အရာကိုဘာလို့ခေါ်လဲဆိုရင် row လို့ခေါ်တယ် ရမယ်เนาะဒီလိုပြင်ပြောမယ်เนาะအဲ့တော့ colon colon ဆိုတာဒီဒီလိုတိုင်လိုက်ရှိနေတဲ့အရာကို colon လို့ခေါ်တယ် row ဒီအလျားလိုက်အလင်းလိုက်ရှိနေတဲ့အရာကို row လို့ခေါ်တယ်အဲ့တော့ row တွေလည်းပဲအရှိန်မှာအများကြီးပဲနံပါတ်တွေတက်ပြီးထားတယ်အဲ့ဒါကို row heading လို့ခေါ်တယ်ဒီမှာပြပြီးထားတယ်အဲ့ဒါတွေကိုဘာလို့ခေါ်လဲ row heading လို့ခေါ်တယ်ရမလားရမယ်เนาะအဲ့တော့ အမတို့ကဒီ one လေးရဲ့အပေါ်မှာတစ်ချက်နှိပ်လိုက်တယ်ဆိုရင်အဲ့ဒါ one row လေးပဲโอเคအမတို့က2ပေါ်မှာတစ်ချက်နှိပ်လိုက်တယ်ဆိုရင်အဲ့ဒါ2 row ပဲပေါ့ရမယ်เนาะအဲ့တော့အကဲကြီးကို1 2 5အဲ့တော့1ကနေပြီးတော့မှ5အထိဒါဆိုရင်1ပေါ်မှာမျှအနက်လေးဖြစ်တဲ့အခါမှာဖြီးပြီးတော့မှဆွဲလိုက်တယ်ဒါဆိုရင်အဲ့ဒီအဲ row number 1ကနေပြီးတော့မှ5ကိုဆက်လက်မှတ်လိုက်တာပဲ ်ကော်လန်လို့ပြောပြီး A ကော်လန်လို့ပြောရင် A ပေါ်မှာတစ်ချက်နေမယ်နော်အဲ့တော့ C ကော်လန်လို့ပြောရင် C ပေါ်မှာတစ်ချက်နေမယ်အကြိမ်ကိုဒီ A B C D လေးကော်လန်ကိုဆက်လက်မှတ်ခြင်းတယ်ဒါဆိုရင်တစ်ချက်နေတုံးမှာကျတော့တစ်ကော်လန်တစ်ချက်နေပြီးတော့မှကိုလိုချင်တဲ့အထည်ကိုဖြည့်ဆွဲသွားလိုက်ပြီးရမလားရမယ်နော်အဲ့ဒါဆိုရင်အမတို့ဒါဒီ row ရဲ့ column တွေကိုပြောလိုက်တာပြီးရင်အမတို့ဒီလိုအကွက်အခုမှဒီမှာဒီလိုလေးအောက်ကလေးတွေ့ရေနော် ဟိုကိုရဲမှာလည်းတွေ့လိမ့်မယ်အဲ့တော့အဲ့အကွက်လေးကိုဘာလို့ခေါ်လဲဆိုရင်ဆဲကွက်လို့ခေါ်တယ်အဲ့တော့အေးရဲမှာကမမတို့ဒီဆဲကွက်တွေကအသက်ပဲဒီဆဲကွက်တွေနဲ့သူကအလုပ်လုပ်ပေးရတာအဲ့တော့ဟိုပေါ့နော်အဲသူကဒီဆက်ကွက်လေးရင်းနဲ့ဖွဲ့စည်းထားတဲ့ဒီ spread sheet ပေါ့နော်သူကအဲ့ဒါကြီးကအာရှိလို့ခေါ်တယ်အိမ်ထဲမှာကျတော့ဒါကိုအမတို့က workbook လို့ work ဟို worksheet လို့အသုံးပြုရတယ်ပေါ့နော် s h e e t sheet လို့ပြောတယ် ရမယ်เนาะအဲ့တော့သူဒီဒီလိုဆက်ကွက်လေးကြီးတကွက်ချင်းစီနဲ့ကောင်းဆက်လိုက်ပြီးတော့မှစာရွက်ကြီးဖြစ်သွားတယ်အဲ့ဒါကိုအမတို့ sheet လို့ခေါ်တယ် wash sheet လို့ခေါ်တယ်ရမယ်เนาะဟုတ်ပြီပြီးရင်မတို့အောက်မှာ sheet 1ဆိုပြီးတော့မှအခုစာရွက်လေးကတရွက်ပဲရှိရယ်လေအဲအဲ့ဒီတရွက်လေးလေးကိုပဲအမတို့ဒါ sheet 1စာရွက်တရွက်လေးကိုပဲအမတို့ sheet 1ဆိုပြီးတော့မှအာတရွက်ရှိနေရယ်ပေါ့เนาะဟိုပုံမှန်အတိုင်းပေါ့ ရမယ်เนาะအဲ့တော့အမတို့ဒီဘက်ဘေးနားလေးမှာဘာရန်လေးတစ်ခုတွေ့ရဲ့အဲ့ဒါလေးဒီဆိုင်ရွက်ကိုအပေါ်အောက်သွားတာဒါလေး Microsoft ဝက်မှာတော့အဲတုံးခဲ့ဘူးတဲ့ပုံစံပဲ scope လိမ့်သွားရင်လည်းရတယ်လीဟုတ်ပြီเนาะအခုကတော့ data မရှိတော့တည်တာမတည်တာဘူးဖြစ်နေပဲရမယ်เนาะအဲ့တော့ဒါလေးဒီအဲအမတို့ scope ဘာရန်လေးပေါ့ရမယ်เนาะအဲ့တော့ဆိုင်ရွက်ကိုအမတို့ဘေးဘေးညာသွားခြင်းလေဆိုရင်ကြတော့ဒီအောက်ခြေကအတန်းလေးဘာရန်လေးဘေးကိုတွန်းကြည့်လိုက် ရမယ်เนาะအဲ့လိုမျိုးပေါ့ဒါကတော့ data မရှိသေးတော့သူသိမပြနိုင်တော့ပေါ့ဒီမှာမြားလေးနှိမ့်နေသွားရင်အနောက်ကိုလည်းရောက်သွားမယ်အကယ်၍ကိုကြီးအနောက်ကိုရောက်နေလို့အရှိကိုပြန်သွားခြင်းနေဆိုရင်ဒီ banner လေးကိုအရှိကိုပြန်တွန်းလိုက်ရင်ရမယ်ရမလားရမယ်เนาะအဲ့ဒါဆိုရင်ဒါကအမတို့အခေါ်လေးကိုပြုံးခဲ့လိုက်တာအဲ့တော့အောက်မှာကတော့အမတို့ဒီပုံစံတန်လေး၃ခုတွေးလိုက်မယ်ပြီးရင် minus plus ပုံစံလေးတွေလည်းတွေးလိုက်မယ်အဲ့တော့အိစင်းမှာမြင်ကွင်းတည်ဒါပုံမှန်တိုင်းကတော့တရားပဲမသေးနေเนาะ တရာအောက်ထားပါတော့ဒီမှာ minus လေးနေပြီးတော့နှိပ်သွားကြည့်လိုက်ဆာရက်ကတေး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 သွားလိမ့်မယ်အဲ့တော့ကိုကကင်းငန်းန်းနေတဲ့အလောလောတာဖြစ်တဲ့အတွက်ဒီမှာသွားပြီးတော့အာအရင်သွားတေးလို့မရဘူးဘာမှမမြင်ရပဲနဲ့ဖြစ်မယ်အဲ့တော့ဒီမှာတရအထက်130လောက်ထိကိုအမတို့နည်းနည်းလေးကြီးပြီးတော့ပေါ့နော်စိုင်လေးကိုနည်းနည်းကြီးပြီးတော့ထားတာပေါ့။ဘာလို့ဆိုတော့အရန်သေးတယ်ဆိုရင်ကြီးရတာတိတ်အဆင်မပြေဘူး။ရမလား?ရမယ်နော်။ ဟုတ်ပြီဒါဆိုရင်မတို့ဒါအခေါ်ဝေါ်လေးပေါ့နောက်တစ်ခေါက်တော့ပြန်ကြော့ပေးမယ်เนาะတေချာလေးပြန်လိုက်ကြည့်မယ်အဲ့တော့ဒါအပေါင်းအပေါင်းအဟောင်းနေရာတော့မပြောတော့ဘူးเนาะအတိတ်ကနေပဲပြောမယ်အဲ့တော့မတို့ဒီမှာ A1 မဲ့ A1 သုံးမဟုတ်ပေါ့เนาะတခုခုမတို့တွေ့လိုက်မယ် mouse ကိုအရင်သွားတင်လိုက်အဲ့ဒါကို name box လို့ခေါ်တယ်ရမယ်เนาะအဲ့တော့ name box ကကြတော့အဲမတို့ဒီ name box ဒီလက်ရှိရောက်နေတဲ့ဆဲကွက်ရဲ့နာမည်ကိုသူကပြပေးရအဲ့တော့ fh လို့မြင်နေရတဲ့အရာလေး အဲ့ဒါလေးကကြတော့ insert function လို့ခေါ်တယ်။ရမယ်နော်။အဲ့တော့ insert function ဒီဒီထဲမှာတော့အမတို့မသုံးရအောင်။သူကကြတော့တစ်ချက်မှုပြုလုပ်တာပေါ့နော်။ဒီ function တွေကိုအသုံးပြုရမှာတစ်ချက်မှုပြုလုပ်တာ။ဒါကတော့ event exam မှာဆိုရင်အမတို့သင်ရတယ်။နော်။အဲ့တော့ဒီ button လေးဒီ formula bar အဲ့တော့ formula bar ဒီဆဲခွက်ထဲမှာရှိနေတဲ့လုံဆောင်ချက်တီကိုပြပေးတာ။အဲ့တော့ဒါကလည်းနောက်ပိုင်းဒီမှာတစ်ချက်မှုတွေရောက်ပြီဆိုရင်ပြောပေးမယ်။ colon colon ဆိုတာဒီနော်ဒီမှာ ပြရတယ်နော်အဲ့ဒါလေးကို colon လို့ခေါ်တယ်တိုင်လိုက်တယ်နော် colon ရဲ့အပေါ်မှာနာမည်တက်ပြထားတဲ့ ABCD နော်အမှအများကြီးပဲပေါ့နော်အဲ့တော့အဲ့ဒါလေးကိုခေါ်တာကြတော့ colon heading လို့ခေါ်တယ်ရမယ်နော်ဟုတ်ပြီဒါဆိုရင်မတို့ဒီမှာအတန်းလိုက်လေးကိုခေါ်တာကြတော့ row အဲ့တော့ row ရဲ့အထိမှာ1 2 3 4 5ဆိုပြီးတော့မှနာမည်စင်လေးတက်ပြထားတယ်အဲ့ဒါကိုခေါ်တာဒီ row heading လို့ခေါ်တယ် အဲ့တော့အထဲထဲကဆဲကွက်လေးနေနော်၄တောင်းအကွက်လေးမျိုးခေါ်တာကြတော့ဆဲကွက်လို့ခေါ်တယ်အဲ့တော့အဲ့ဆဲကွက်လေးနေနော်ဆဲကွက်တစ်ခုချင်းစီနဲ့ဖွဲ့စည်းပြီးတော့မှသူဒီ wash လို့ခေါ်တယ်ဒီလိုအလုံးလုံးတဲ့စာရွက်လေးတရွက်ဖြစ်သွားတယ်အဲ့တော့အောက်မှာ sheet 1ဆိုပြီးတော့မှစာရွက်တရွက်ရှိနေကြအောင်သူကပြပေးတယ်အဲ့တော့အောက်မှာပုံသဏ္ဍာန်လေး၃ခုတွေ့နေမယ်။ဒါကနောက်မှပြောမယ်။ minus plus ပုံစံလေးဒီမြေခွင်းအချုံအခြေလို့တယ်။အဲ့တော့မြေခွင်းတမသေးနဲ့เนาะ130 140လောက်ထိအမတို့ထားလို့ရတယ်။ ဟုတ်ပြီဒါဆိုရင်အမတို့ဒါအခေါ်အဝေါ်လေးကိုပြောပြလိုက်တာ